အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကိုကုတ်ကိုပြောင်းလဲဖို့အတွက်ရည်ရည်တဲ့အချက်လေးတစ်ချက်ကိုပြောပြပေးသွားချင်ပါဒုတိယ နေပတစ်ခုမှာထိတ်တန့်ရောက်ဖို့ဆိုလို့ချင်း challenge လို့ခေါ်တဲ့သူရဲ့ပင်ကိုပါရမီအမြင်ပေါ့နော်တခြားအရေးကြီးတဲ့ချက်တွေလည်းအများကြီးရှိပါတယ် challenge position စအောင်မှာဆိုပြောထားလေးတစ်ခုရှိတယ်သူတယောက်ရဲ့အလားလာကတဲ့သူဘယ်ကစလဲဆိုတာတဲ့သူဘယ်လောက်ထိရအောင်သွားလဲဆိုတာရေးကြီးပါတယ်ဆိုပြီးတော့မှပြောထားတာလေးရှိပါတယ်ကိုယ်ပုံဝင်ချင်းမှာကျွန်တော်သတိထားကြည့်လို့ရတယ်ဒါလူများစုကစိတ်ပါတော့မှလှုပ်လိုက်တယ်တခုဆိုတာနဲ့စပစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကရေရှည်ဆက်မလုပ်ပြကြအောင်ပေါ့နော်ထားပါတော့ကျွန်တော်တို့ကဒီနေ့မှာကိုယ့်ရဲ့ body transformation အတွက်ဂျင်းပစားမယ်ဆိုပြီးတော့ဆက်ဆက်ချင်းတစ်လနှစ်လောက်လောက်ပစားလိုက်တယ်နောက်ပိုင်းကျတော့ တိတ်ပြီးတော့စိတ်မပါတော့ဘူးပြင်းပါတယ်ကွာဆိုပြီးတော့သွားဖြစ်တော့တချို့ဆိုလည်းသွားလိုက်မသွားလိုက်ပေါ့နော်လှုပ်လိုက်မလှုပ်လိုက်ဆိုပြီးတော့ဖြစ်သွားတာတွေရှိတယ်တချို့ဆိုလို့ရှိရင်ဟိုမှာဒီနေ့မှာစာအုပ်ပနာကိုဖတ်မယ်ဆိုပြီးတော့သူကစိတ်အားတက်ကြွမှုရှိတော့ပေါ့နော် စဉ်းစားထားတယ်ပြီးလို့ရှိရင်ဆက်ဆက်ချင်းမှာတစ်ပတ်နှစ်ပတ်လောက်တော့ဖတ်လိုက်တယ်နောက်ပိုင်းကျတော့သူဆရာတက်ကြောင်းမှမရှိတော့ motivation ကျလာတဲ့အချိန်မှာကျတော့နောက်မှဖတ်ပါမယ်လေဆိုပြီးတော့မှပုံမှန်ဖတ်နေတဲ့ဆက်ဖတ်တဲ့အလေးထားကိုသူကိုယ်တိုင်ဖြတ်လိုက်တယ်ပေါ့နော်ဆိုတော့ဒါအများစုဖြစ်နေတဲ့ပြဿနာပေါ့လေကျွန်တော်တခုဆိုတာ ਨੇ ဆက်ပြတာဖြစ်နိုင်သေးတယ်ဒါပေမဲ့ဆက်ပြီးလို့ရှိရင် assignment မှာဆက်လုပ်တဲ့ဟာကိုတော်တော်များများဆက်ပြီးမလုပ်ဖြစ်ကြအောင်နေပဲတခုမှထူးချွန်ဖို့ဆိုလို့ရှိရင်စဖို့တယ်မဟုတ်ဘူးနဲ့ဒီဇိုင်းမမဆက်ပြီးလုပ်ပါအင်တန်ကြီးကြီးပါတယ်အောက်လိုက်ရစာအုပ်ထဲမှာဆိုလည်းပြောထားတာရှိတယ်နေပဲတခုမှတစ်ပတ်ခန့်ခန့်ကျွမ်းကျင်ဖို့ဆိုလို့ ့ချင်ရင်နိုင်ပေါင်းတစ်ကောင်းလောက်ကိုလေ့ကျင့်ဖို့လိုတယ်ဆိုပြီးတော့သူအကြံပေးထားတာရှိတယ်။ထားပါတော့ကျွန်တော်တို့ကနိုင်တစ်ကောင်းမဟုတ်နိုင်ပေါင်းဘလောက်ကျွန်တော်တို့လုပ်တယ်ပေါ့နော်။သိကြတာတော့တစ်ခါမှကျွမ်းကျင်နေတယ်ဆိုလို့ရှိရင်ပရိုတက်ရှင်နေတယ်ဆိုလို့ရှိရင်အချိန်တစ်ခုပေးပြီးတော့ဒီဇိုင်းမမတ်လုပ်ဖို့အင်တန်အရေးကြီးပါတယ်။ လူတိုင်းလူတိုင်းမှာဝေးရပါရေချင်းနေသူတို့ရဲ့တိမ်မြုပ်နေတဲ့စွမ်းရည်တွေကတော့ရှိကြတာပဲဒါပေမဲ့ပို့ပါလာတဲ့ရေချင်းတွေပါရမီတွေမပေါ်ထုတ်ဘူးပေါ်ထုတ်ပြီးတော့လည်းဒီဇိုင်းမမတ်ထားဘူးမသွေးဘူးဒီဇိုင်းမမတ်ရေချင်းမှုမလုပ်ဘူးဆိုလို့ရှိရင်ဘာမှဖြစ်လာစရာအကြောင်းမရှိဘူးအဲ့တော့ကိုကတစ်ခုခုမှ level တစ်ခုရောက်ချင်တယ်ဆိုလို့ရှိရင်စဖို့ရေကြီးတယ်ပြီးရင်ဒီဇိုင်းမမတ်လုပ်ဖို့အရေးကြီးပါတယ်ကိုက level တစ်ခုမှချူးချွန်နေတယ်ဆိုလို့ရှိရင်ကိုမှပါရမီပါခြင်းမပါခြင်းတာကြီးအာရုံစိုက်နေတာထက်ပေါ့လို့ကိုခွန်းလန်းဘလောက်ရနိုင်မလဲနောက်တစ်ခုကဒီခွန်းလန်းအမိရစောက်ကန်ပြီးတော့ဘလောက်ထိခုခုကိုလေ့ကျင့်သွားမလဲ ဘယ်လောက်ထိကိုတိဆောက်သွားအောင်လဲဆိုတော့ဒါအင်ပရန်ကြီးကြီးပါတယ်အားလုံးကျေးဇူးတင်ပါတယ်